ရခိုင်ပြည်နယ်မှာပါတယ်ဖြစ်နေလဲတချို့ကရခိုင်ကိုကြည့်ရင်စစ်ပွဲတွေစစ်ကောင်စီကိုပြင်းထန်တဲ့တိုက်ခိုက်မှုတွေစစ်ရေးလှုပ်ရှားမှုတွေလောက်ကိုပဲမြင်ကြပါတယ်ဒါပေမဲ့တကယ်တမ်းရခိုင်ပြည်သူတွေခံစားနေရတဲ့ဝေဒနာစစ်မြစ်ပြင်ရဲ့အပြင်ဖက်မှာပို့ပြီးတော့မှနှဆိုင်နေပါတယ်ဒါဟာရေခဲတောင်ကြီးကိုအပေါ်ရန်မြင်နေရသလိုပါပဲဒီအောက်မှာဘလောက်ထိနစ်မြုပ်နေလဲဆိုတာကိုခံမှန်းဖို့တော်တော်လေးခက်ပါတယ် ဆိုလိုချင်တာကအစိုးရနဲ့ပြည်သူဆိုတာအတူတူနေတဲ့အဖွဲ့အစည်းတွေဆိုပေမဲ့သူတို့ရဲ့အမြင်တွေသူတို့ရဲ့တွေးခေါ်ပုံတွေကတော့မတူနိုင်ပါဘူးအစိုးရကမူဝါဒတစ်ခုချမှတ်ပြီဆိုရင်ပြည်သူအားလုံးအတွက် တွေးပြီးတော့ကောင်းဆုံးကိုပုံဖော်ပြီးမဲ့ပြည်သူတွေကကိုမိသားစုအတွက်ပဲအဓိကစဉ်းစားတဲ့သဘောကိုပြောချင်တာပါအစိုးရချမှတ်တဲ့မူဝါဒတိုင်းကိုပြည်သူအလုံးကအနားလည်ဖို့ဆိုတာမလွယ်ပါဘူး ပြည်သူတယောက်ချင်းစီရဲ့ဘဝကိုလည်းအစိုးရကအကုန်သိနိုင်ဖို့ဆိုတာမဖြစ်နိုင်ပါဘူးအဲ့လိုအချိန်မျိုးမှာအစိုးရနဲ့ပြည်သူကြားချိတ်ဆက်ပေးမဲ့တတိယအဖွဲ့စည်းဆိုတာလိုအပ်လာပါတယ်သပ်ပတ်တီလိုလည်းခေါ်ပါတယ်အခုပြောချင်တဲ့အဓိကအကြောင်းအရကစစ်မှုထမ်းမူဝါဒချမှတ်လိုက်တာပါပဲအာရခတတော် AA ကပြည်နယ်ရဲ့လှုပ်ချုပ်ရေးအတွက်ဆိုပြီးစစ်မှုထမ်းမူဝါဒချမှတ်လိုက်တယ်ဒီတော့ အစိုးရရှုထောင့်ကနေကြည့်ရင်ဒေသတစ်ခုလုံးကိုကာကွယ်ဖို့အဲဒီရည်ချက်ကောင်းတွေရှိနိုင်တယ်ဆိုပေမဲ့ပြည်သူတွေရဲ့နှလုံးသားထဲမှာတော့ငါသားလေးဘယ်လိုနေမလဲငါမောင်လေးဘယ်သူကြည့်ရှုမလဲဆိုတဲ့အစိုးရပြုပံမှုတွေနဲ့တင်းကျပ်နေတတ်ပါတယ်ဥပမာပြီးခဲ့တဲ့အပတ်ကရခိုင်မြို့အနီးမှာရွာလေးတစ်ရွာမှာပေါ့ဝင်းမောင်ဆိုတဲ့ဆက်ကျော်တက်အရွယ်လေးကိုအေအေကစစ်မှုထမ်းဖို့ခေါ်သွားခဲ့ပါတယ် ဲ့ဒီဝေမောင်ရဲ့အမေဟာဆေးရုံမှာနာတာရှည်ယောဂနဲ့ကုသခံယူနေပါတယ်။ဝေမောင်ဟာအဲ့ဒီအတွက်ညောင်ဖက်ဆိုရင်ငါးကန်နေတဲ့ဆေးပြီးငါးရှာကျွေးရပြီးတော့ဒီလှုပ်အလှုပ်ကိုဝေမောင်တယောက်နဲ့လှုပ်ရတာပါ။သူ့မှာညီလေးတယောက်ရှိတယ်။အသက်ငယ်ငယ်လေးပဲအသေး။ကြောင်တက်နေတဲ့အရွယ်။ဘာမှတိတ်မသိသေးတဲ့ကြောင်သားလေးတယောက်နဲ့နာတာရှည်ယောဂတဲ့အမေကိုကုသနေရတဲ့ဝေမောင်ရဲ့စိတ်မှုထမ်းခေါ်ခံရတဲ့အခြေအနေဟာအဲ့ဒီကမိသားစုတွေအတွက်တော့ဝင်းမောက်ကိုခေါ်သွားတဲ့နေ့က ော်ဘာမှမိုးတက်လိပြင်းမုတ်တိုင်းမရှိပဲရုတ်တရက်ကြားရောက်လာတဲ့တဘာဝဘေးအန်တီရတခုလို့ပါပဲဒါဟာမူဝါဒတခုရဲ့ရိုက်ခတ်မှုပါအဲ့လိုအစိုးရနဲ့ပြည်သူကြားမှာဓာတ်လက်မှုလွဲနေတဲ့အချိန်မှာတတိယပါတီသို့မဟုတ်မီဒီယာအရပတ်အဖွဲ့အစည်းတွေဟာအဲ့ဒီကြားကိုတရားတစင်ပုံစံလိုမျိုးအရေးပါတဲ့အခမ်းအနားကနေပါဝင်ပေးဖို့မထင်မနေလိုအပ်လာပါတယ်အဲ့တရားမရှိရင် ဘလောက်ပဲကောင်းမွန်တဲ့မူဝါဒဖြစ်ပါစေပြည်သူတွေအတွက်ကတော့လပ်ပါမှာမဟုတ်ပါဘူးနောက်တစ်ခုကဇလန်းပုံဖော်မှုအင်အားရခိုင်ပြည်နယ်ကရှေးရိုးစင်လာတမိုင်းအလုံးတာမန်ဒေတာတစ်ခုတော့မဟုတ်ပါဘူးရခိုင်ပြည်နယ်မှာလူဖွဲ့စည်းတစ်ခုဟာတမိုင်းကြောင်းတွေဒန်နာယီတွေရိုးရဒလေတွေနဲ့တည်ထောင်ထားတာပါတိဆောက်လာခဲ့တာပါတိဆောက်ထားတာပါ ဒါဟာမျိုးရိုးဗီဇာနဲ့တိဆောက်ထားတဲ့အခြေအနေမျိုးနောက်ခံ အခင်းချင်းမဟုတ်ပါဘူး။ဟိုရှေးပြင်းတွေခေတ်တက်ကရခိုင်ကောင်းဆောင်တွေဟာအမျိုးသားရေးစိတ်ဓာတ်ကို မြင့်တင်တဲ့ဇလန်းတွေနဲ့လူဖွဲ့စည်းကိုစနစ်တကျတည်ထောင်ခဲ့ကြတာလို့ပြောလို့ရပါတယ်။အဲဒီဇလန်းပုံဖော်မှုတွေဟာလက်နက်တွေထဲမှာပုံပြီးအင်အားကြီးမားတဲ့လက်နက်တို့ပြောလို့ရပါတယ်။နေစဉ်လက်တို့လိုလူမျိုးရေးအစွမ်းရောက်တွေကလည်းဒီဇလန်းတွေကိုအတုံးချပြီးလူထုကို လုံးစော်နေခဲ့ကြတာပါအဲ့ဒီအန်ဒီယေကိုတုတ်ပြန်ဖို့အတွက်လက်နဲ့တစ်ခုတည်းနဲ့တော့မလုံလောက်ပါဘူးဇလန်းတွေနဲ့ပဲပြန်လဲတုတ်ပြန်ဖို့လိုအပ်ပါတယ်ဥပမာလေးပြောရရင်လော်ခဲ့တဲ့နေ့အနေငယ်ကရခိုင်ရွာငယ်လေးတစ်ခုမှာဥဖိုလ်ချစ်ဆိုတဲ့အဖိုးတယောက်ရှိတယ်ဆိုပါစို့အဲ့ဒီဥဖိုလ်ချစ်ကရွာရဲ့တမိုင်းချောင်းတွေနဲ့ရှိရိုးရပုတ်ပြင်းတွေအတော်လေးနက်နက်ဆက်ဆက်တိခဲ့တဲ့သူတယောက်ဒီနေ့မှာ သူ့ရွာထဲကိုလူငယ်တစုရောက်လာပြီးအမျိုးသားရဲ့အကြောင်းတွေတစ်ဖက်လူမျိုးအကြောင်းတွေကိုမဟုတ်မမှန်စကားတွေရှောက်ပြောဇလန်းပုတ်ဖော်နေခဲ့ကြပါတယ်။ရွာကလူငယ်တွေကလည်းတဖြည်းဖြည်းပြောပါများတော့နားယောင်နေခဲ့ကြတယ်။အဲ့ဒီချိန်မှာဥပုချစ်ကလူငယ်တွေကိုစုပြီးရွာရဲ့တမန်းကြောင်းကိုပြန်ပြီးတော့ပြောပြခဲ့ပါတယ်။ရှေးရှေးတုန်းကရခိုင်လူမျိုးတွေဘယ်လိုစီးလုံးညီညွတ်ခဲ့ကြလဲဘယ်လိုအခက်အခဲတွေကို အတူတူကြော်ဖြတ်ခဲ့ကြလဲ။ အဲ့ဒီလိုမျိုးစိတ်ဝင်စားစရာကောင်းတဲ့ပုံပြင်တွေနဲ့ဇလန်းနေနဲ့ဇာဆင်ပြီးတော့ပြောပြခဲ့ပါတယ်သူပြောပြတဲ့ပုံပြင်တွေထဲမှာဆိုရင်ရခိုင်လူမျိုးတွေရဲ့သူရဲ့ကောင်းအကြောင်းရိုးရဒလေးတွေအကြောင်းကြုံတွေ့ရတဲ့ဖြစ်ရတဲ့အထူးခြားဖြစ်ရတဲ့အကြောင်းတခြားတခြားအရေးပါတဲ့စိတ်ဝင်စားစရာအကြောင်းတွေကိုဇလန်းအနေနဲ့သူဟာပြောပြနိုင်ခဲ့တာကိုပို့ပြီးတော့ထိရောက်စေတဲ့အဆန်းဆောင်ရည်ဖြစ်ခဲ့ပါတယ်အဲ့လိုဆွဲဆောက်ရည်ဆိုတာကဥပ္ပိုလ်ချရဲ့ပုံပြင်တွေကိုနားထောင်ပြီးတဲ့နောက်မှာ ယောဂလူငယ်တွေဟာအဲ့ဒီလူငယ်တစုတွေးလာထိုးပြီးတော့ကြားခဲ့ရတဲ့မဟုတ်မမှန်စကားတွေကိုတတရားဝင်လာကြပါတယ်။အဲ့ဒီနောက်မှာသူတို့တဖြည်းဖြည်းပို့ပြီးတော့ပြောဆိုပါများတော့သူတို့ရဲ့ဘိုးဘွားတွေတစ်ချိန်လုံးကဘယ်လိုစည်းလုံးညညောခက်ကြသလဲဆိုတာသိလာတော့တဦးနဲ့တဦးအဲ့လိုမျိုးမုံတီးဖို့လှုပ်ဆော့နေတဲ့စကားတွေကိုလက်မခံချင်တော့ပါဘူး။အဲ့နောက်ပိုင်းယူအောင်မှာအရင်အထက်ပို့ပြီးစည်းလုံးညညွတ်လာကြပါတယ်။ ဒါဟာဇလန်းတွေရဲ့အင်အားဖြစ်ပါတယ်။ဒီတော့မကန်တဲ့အဇလန်းတွေကလူတွေကိုစီလုံးစေနိုင်တယ်လို့မုန်တရေတရားတွေကိုလည်းတံပြန်နိုင်စွာရှိပါတယ်။လူမျိုးရေးတိတ်ခွဲမှု Divine Rule တခြားတခြားဇာကြောင်းပုတ်ဖို့မှုတွေကိုလည်းစစ်မှန်တဲ့ဇလန်းအစွမ်းထက်တဲ့ဇလန်းအကြောင်းအရာတွေနဲ့ပြန်ပြီးတော့တံပြန်လို့ရပါတယ်။ဒါဟာတော်တော်လေးထိရောက်တဲ့အခြေအနေပါ။ညဒီကောက်ချောက်အောင်မယ်ဆိုရင်ဘုချုပ်ထုံးမြတ်နိုင်ပြောခဲ့ပါတယ်။ သူပြောခဲ့တယ်လို့ပဲအဲ့ဒီပြဿနာကိုလက်လက်နဲ့အဖြေရှင်းလို့မရပါဘူးတစ်ဖက်ကအပြစ်တင်တစ်ဖက်ကဇလန်းပုတ်ဖို့အပုတ်ချတစ်ဖက်ကရန်လုံနေတာမျိုးတွေဟာလည်းကျွန်တော်တို့လူလားတောက်တာချင်းမရှိပါဘူးဆိုပြီးတော့ဘုကျော်တို့များနိုင်ပြောခဲ့ပါတယ်နောက်တစ်ခုကအခုလိုရခိုင်ပြည်နယ်တစ်ခုလုံးလှုပ်ချုပ်ရေးအတွက်လိုအပ်တဲ့စစ်မှုမထမ်းမနေရအမိတ်မူဝါဒထုတ်ပြန်ပြီးတော့စစ်မှုထမ်းခေါ်ရတဲ့အချိန်မျိုးမှာအရေးကြီးဆုံးက ပြည်သူနဲ့အစိုးရကြားမှာယုံကြည်မှုဆိုတဲ့တရားကိုပြန်လည်တည်ဆောက်ဖို့ပါပဲရှိပြီးသားဟောက်ကိုမပြည့်စည်သွားအောင်ထိတ်သိမ့်ဖို့အရေးတအားကြီးပါတယ်လူထုထောက်ခံမှုနဲ့ရှေ့ဆက်လာခဲ့တဲ့အာရခတတော်တို့အနေနဲ့ပို့တော်မှာအရေးကြီးပါတယ်နောက်တစ်ခုအဲ့လိုမျိုးဇလန်းတွေပုံဖို့သွေးထိုးနေခဲ့တဲ့တမိုင်းချောင်းကိုအစ်စ်ကိုအတုလောက်အမားကို အမှန်လို့ပြီးတော့အမားနဲ့အမှန်ရောချပြီးဇလန်းတွေကိုလည်းပြန်လဲတုတ်ပြန်ဖို့ဇလန်းတွေမြဲမြဲပြောဖို့လိုအပ်လာပါတယ်အဲ့အတွက်နားလည်မှုတွေနဲ့အတူမျော်လင့်ချက်အစ်စ်တွေဖြည့်ဆွမ်းပေးနိုင်မဲ့ဇလန်းတွေကိုတထန်ပြန်လဲဖြန်တီးချဖို့လိုအပ်လာပါတယ်အဲ့ဒါကိုကျွန်တော်တင်ပြချင်တာဖြစ်ပါတယ်ရခိုင်ပြည်နယ်ကိုလက်နက်နဲ့တင်မဟုတ်ပဲနဲ့ဇလန်းတွေနဲ့အာအပြည့်ကောက်ွယ်ဖို့လိုတဲ့အကြောင်းကိုကျွန်တော်တင်ပြချင်တာဖြစ်ပါတယ် ဒီဗီဒီယိုမှာပြောခဲ့တဲ့အကြောင်းအရာကိုကြိုက်နေသေးတယ်ဆိုရင် like ပေးခဲ့ပါအောင်ကျွန်တော်ပြောတဲ့ပုံမှန်နဲ့ပြန်လည်ပြီးတော့ဆွေးနွေးဖို့တော့ကျွန်တော်ဖိတ်ခေါ်ပါတယ်ဒီဗီဒီယိုအပြင်နောက်ထပ်နောက်ထပ်ဒီလိုမျိုးထူးခြားတဲ့အကြောင်းအရာတွေကိုလည်းကျွန်တော်တိတက်အတူလေးတွေတင်ပေးနေတော့မို့ဆွေးနွေးစေချင်တဲ့အကြောင်းအရာရှိရင် comment မှာရေးခဲ့ပေးပါကျေးဇူးတင်ပါတယ်ကျွန်တော် channel ကို subscribe လုပ်ရတဲ့လည်း like ပေးခဲ့ပါအောင်နော်အားလုံးကျေးဇူးတင်ပါတယ်ဒီလောက်ပါ